ဒီနေ့မေလ26ရက်နေ့အတွက် People's Spring ရဲ့ညနေခင်းသတင်းတွေကိုတင်ဆက်ပေးပါမယ်။ပဲခူးတိုင်းအရှိချမ်းကြောက်ချင်းမြို့နယ်ထဲကကျွန်းကြီးကျေးရွာမင်္ဂလာဆောင်မနေ့ကဘုံကျဲတိုက်ခိုက်ခံရမှုမှာသူတို့သမီးအပါအဝင်အရက်သား12ဦးသေဆုံးခဲ့တယ်လို့ကရင်မျိုးသားအစီယုံ KNU ဘိုကထုတ်ပြန်ထားပါတယ်။သေဆုံးသူတွေထဲမှာ9နှစ်အရွယ်ကလေး2ဦးပါဝင်တယ်လို့သိရပါတယ်။ဒါအပြင်ကလေးငယ်73ဦးအပါအဝင်38ဦးပြပြင်းထန်ထန်ဒဏ်ရာရရှိခဲ့တယ်လို့ KNU ကအသိပေးထားပါတယ်ရှင်။မန္တလေးတိုင်းမြင်းချန်ခရိုင်နယ်ကတက်စကန်တွေတိုက်ခိုက်ခံရပြီးတဲ့နောက် စစ်ကောင်စီတပ်ဟာမြင်းချံမြို့နယ်ထဲကစီမီခုံမြို့စီအေယာဝရီမြေကြောင်းကနေတင်မောလေးစီနဲ့တပ်ကူဖြစ်တင်းနေတယ်လို့ဒေသအတွင်းတော်လရင်တရင်ရင်မြအချို့ထံကသိရပါဗျ။ဒီနေ့မနက်ပိုင်းမှာမန္တလေးနဲ့ပဲခူးကူမြို့တို့ကတပ်ဖွဲ့ဝင်တွေကိုတဲဆောင်လာတဲ့တင်မောလေးစီဟာစီမီခုံမြို့စီစံတက်လာနေတာလို့တရင်ရင်မြအချို့ကပြောပြပါဗျရှင်။နမဲကျော်ကြောင့်စိန်ထွက်ရှိရာဖားကန်ဒေသလုံခင်ကျောက်မှာရှိတဲ့ရဲစခန်းကိုကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့ပူးပေါင်းတပ်ကဒီနေ့မေလ26ရက်မနက်အစောပိုင်းမှာတိုက်ခိုက်ခဲ့တယ်လို့သိရပါဗျ။ လုံခင်းကျေးရွာရဲစခန်းကလက်နက်ကြီးကုန်းကိုမနက်အစောပိုင်း3နာရီကျော်မှစတင်တိုက်ခိုက်တာလို့ KIA နဲ့နှိစက်တဲ့သတင်းရင်းမြစ်ကပြောပြပါရရှင်